ကြီးကျယ်တဲ့လက်ထပ်ပွဲကျင်းပခြင်းလို့ဆိုပြီးအကြောင်းပြနေခဲ့ပေမဲ့အချင်းယုံလေးသာလက်ထပ်လိုက်ကြတဲ့ကြော်ကြော်နဲ့ဆုမျက်နှုတ်အားလုံးပဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေချွတ်ဆွလိုက်ပါတယ်ကြော်ကြော်နဲ့ဆုမျက်နှုတ်တို့ကတငယ်ချင်းတွေလို့ညင်းနေရင်ကနေချစ်သူတွေဖြစ်နေခဲ့ကြတာပေါ့နောက်ပိုင်းမှသာချစ်သူတွေဖြစ်ကြအောင်ပေါ်ပေါ်ထင်းထင်းတွဲကြသလိုမြင်တောင်းလဲသွားလာပြကြပါတယ်နှစ်ယောက်ထဲလဲခီးအတွက်ကသွားလာတာမျိုးတွေရှိတာမို့နှစ်ယောက်လုံးကိုဝေဖန်နေခဲ့ကြတာပေါ့ သမီးရေးစားထပ်ပေါ်တဲ့ဆက်ဆံရေးရှိပြီးမယုံရသေးဘူးဆိုတဲ့ဝေဖန်မှုမျိုးစုံကိုခံနေခဲ့ကြရပါတယ်။အခုလိုဝေဖန်ပြောဆိုတိုင်းမှာလည်းချောချောဘက်ကတော့စွန့်မြတ်လို့အတွက်ကြီးကျယ်ခံရတဲ့မင်္ဂလာပွဲမျိုးကုန်ကျင်းပပေးခြင်းလို့ဆိုပြီးတာအကြောင်းပြချက်ပေးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့အချိန်မှာပဲချောချောနဲ့စွန့်မြတ်လို့တို့ကလက်ထလိုက်ကြတာပေါ့။လက်ထမဲ့အကြောင်းကိုလည်းချောတင်အတိမပေးသလို free wedding တွေကိုလည်းမရိုက်နေတော့ပါဘူး။လက်ထခွင့်တောင်းတဲ့ပုံရိပ်တွင်နဲ့လည်းမကြောနေတော့ပဲလက်ထထိမ်းမြလိုက်တာပေါ့။လက်ထတဲ့အကြောင်းကိုလည်းသူတို့ဘက်ကတရားဝင်ချပြတာမျိုးမရှိခဲ့ပါဘူး။ မိတ်ဆွေတငယ်ချင်းတွေကနေတဆင့်ပုံကရင်ပြန့်နှံ့လာခဲ့တာပေါ့ကြကြော်နဲ့စုမျက်နှာတို့နှစ်ယောက်ကလမတ်ရေထိုးပွဲလေးချင်းပါကလက်ထပ်ခဲ့တာပေါ့ ဒါအပြင်ကြောကြောဘက်ကလက်ထပ်ဖို့အတွက်ချိန်တွေအကြာကြီးဆွဲနေခဲ့ပေမဲ့လည်းတကယ်တမ်းလက်ထပ်တဲ့အချိန်မှာအချင်းယုံပွဲလေးသာလုပ်ခဲ့ရပါမယ်။ဒါကြောင့်မို့တချို့ကတော့ကြောကြောကလေရွေကြီးခဲ့တာဆိုပြီးဝေဖန်နေကြတာဖြစ်ပါတယ်။အချင်းယုံလေးဖြစ်ပေမဲ့ကြောကြောဟာဆုမျက်နှိုးအတွက်လက်မှတ်ရေးထိုးပွဲကို Novotel Hotel မှာလုပ်ပေးခဲ့တာဖြစ်ပါတယ်။ private sensor ကျင်းပခဲ့တာဖြစ်တာကြောင့်တချို့ကလည်းမခံနိုင်ဘူးလို့ယူဆနေကြတာပါမင်္ဂလာပွဲကြီးကျင်းပအောင်မလားဆိုတော့ကတော့ထုံမပြောထားသေးပါဘူးတက်တီကတော့ဆွမျက်နှိုးကိုမင်္ဂလာပွဲကြီးနဲ့တင့်တယ်တာမျိုးမြင်ချင်းကြတာပါဆွမျက်နှိုးက မိဘလည်းမရှိတော့တဲ့အတွက်တကောင်ကျုပ်လို့ဆိုရမှာပေါ့ဒါကြောင့်မို့ကျော်ကျော်ရဲ့မိဘတွေကတော့မိဘလို့သဘောထားကဝင်ထွက်နေတာပေါ့ကျော်ကျော်တို့ဘက်ကတင်တောင်းတက်တယ်နဲ့လှုပ်ပေးတဲ့လို့လည်းအကြံပေးသူတွေရှိပါတယ်တွဲနေကြတာလဲကြာပြီဖြစ်တဲ့အတွက်ခုချိန်မှာလက်ထလိုက်တာကဆွမျက်နှာတို့အတွက်အသင့်တော်ဆုံးဖြစ်ပါတယ် ဒီထက်ပိုပြီးဆက်တွဲနေအောင်မဲ့ဆိုရင် Breath Day ကမင်းကလေးဖြစ်တဲ့ဆွမျက်နှာကိုသာအဖြစ်တွေဖွဲ့ကြတာပေါ့တကယ်လို့ပြတ်သွားခဲ့မဲ့ဆိုရင်လည်းဆွမျက်နှာကတတွေးခွက်ထဲပက်လက်မျောရမှာဖြစ်ပါတယ်ဆွမျက်နှာနဲ့ကြကြောတို့ကအနှစ်ပညာလောက်တွေလည်းပြန်မလောက်ကြပဲ Social Media ပေါ်မှာ Live Say ရောင်းရတာဖြတ်သန်းနေကြတာဖြစ်ပါတယ်ဆူဆောင်နေရင်လည်းလက်ထပ်ဖို့ကလည်းကြာနေခဲ့ရတာပေါ့အခုချိန်မှာတော့ကြကြောနဲ့ဆွမျက်နှာတို့အတွက်ပြေဆုံးပြီးလို့ယူဆလိုက်တာမို့တရင်ဝင်ယူလိုက်ကြပါပြီ မကြခင်မှာဆိုရင်မိသားစုဘဝလေးကိုလည်းပျော်ရွှင်စွာနဲ့ဖြတ်သန်းကြရတော့မှာပေါ့ဒီနှစ်မှာတော့နှစ်ရှည်တွင်နေခဲ့တဲ့နှစ်ပညာရှင်တွေတယောက်ပြီးတယောက်လက်ထပ်ကြတဲ့နှစ်ဆိုရင်လည်းမမပါဘူးကြော်ကြော်နဲ့ဆုမျက်နှုတ်တို့ကယူရောမှာဖြစ်တယ်လို့ဆယ်နှစ်ကြာတွင်နေခဲ့တဲ့ကောင်းပြင်းတဲ့ရတနာဘိုးတို့ကလည်းဒီနှစ်ထဲမှာယူကြမှာလို့သိရပါတယ် ဒရိုနီယောက်ကလည်းနှွေပညာရှင်တွေကမှမျက်နှာမငယ်ရမဲ့လက်ထပ်ပွဲကိုစီစဉ်နေရင်းနဲ့အချင်းတွေချာနေခရတာပဲဖြစ်ပါတယ်။နှစ်ကုံပိုင်းကြရင်တော့အမှန်တကယ်လက်ထပ်ဖြစ်တော့မှာပေါ့။ဂုံဖော်နိုင်မဲ့လက်ထပ်ပွဲကိုကျင်းပဖို့ဆူဆောင်းရင်အချင်းချာနေခဲ့ကတရားဝင်လက်ထပ်လိုက်ရပြီဖြစ်တဲ့ကြော်ကြော်နဲ့ဆုမျက်နှာတို့ပေါ်မြင်လေးထွေကိုပြပြခဲ့ပါအောင်ရှင်။ကျေးဇူးပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းအတွက်ကျေးဇူးတင်ပါတယ်။ နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။ YouTube မှာလည်း select တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။